ဂျပန်နိုင်ငံမှာစိတ်နဲ့ခန္ဓာကိုယ်ရဲ့ခန္ဓာရည်ကိုစမ်းသပ်တဲ့ရှင်းဟောင်းစင်လာပွဲတော်တစ်ခုရှိပါတယ်။ဒီပွဲတော်ကိုမီးပုံရှောက်ပွဲ၊ဟီဝါဒါရီ၊မာစုရီလို့ခေါ်ပါတယ်။ဒီလိုမျိုးမြင့်မြတ်တန်းစင်တဲ့ပွဲတော်ကိုတခါအုတ်တောင်နဲ့တခြားသောဘုရားကျောင်းတွေမှာကျင်းပပြီးတော့တန်ရှင်းစင်ကြခြင်းနဲ့စိတ်ဝိညာဉ်ဆိုင်ရာအကောင်းမှုကိုရည်ညွှန်းတယ်လို့သိရပါတယ်။ဒီပွဲတော်ရဲ့အနှစ်သာရအနေနဲ့ဘုန်းကြီးတွေနဲ့ပွဲလာသူတွေဟာမိဘုံတွေပေါ်မှာခြေပလာနဲ့လမ်းလျှောက်ကြရပါတယ်။ ဘာကြောင့်လဲဆိုရင်မီးဟာစိတ်ဝိညာဉ်ကိုတန့်စင်စီပြီးတော့ကံကောင်းမှုတွေကိုပေးစွမ်းနိုင်တယ်လို့ယုံကြည်ကြတာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုမျိုးမီးပုံပေါ်မှာလမ်းမလျှောက်ရင်ဘုံကြီးတွေကဝိပုစုတောင်းတာတွေ၊ဂါရယုခတ်တာတွေလုပ်ပြီးတော့ပတ်ဝန်းကျင်ကိုအညစ်အတိတ်မရှိအောင်ဦးဆုံးတန့်စင်ကြရအောင်ပါ။မီးခဲတွေကလောကဓာတ်တစ်လျှောက်ကြုံတွေ့ရမယ့်အခက်အခဲတွေကိုရည်ညွှန်းပြီးအဲ့ဒီမီးခဲတွေကိုနင်းလျှောက်လိုက်တာကအခက်အခဲတွေကိုမကြောက်မရွံ့ကြောဖြတ်တယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။ဒါကြောင့်ရှမ်းရှမ်းတောက်ပုံနေတဲ့မီးပုံကြီးထဲမှာတော့ရှောင်းလန်းနေသူတွေရဲ့စိတ်နှလုံးကအေးချမ်းတည်ငြိမ်နေတာပါ။ ဂျပန်နိုင်ငံကဟိဝတာရီပွဲတော်ဟာလူတွေရဲ့နှလုံးသားထဲမှာကိငွင့်နေတဲ့ယုံကြည်မှုနဲ့ခန္ဓာရည်ကိုစမ်းသပ်ပြီးစိတ်လှုပ်ရှားစရာအခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောအခုလိုမိဘုံပေါ်နေပြီးလမ်းလျှောက်ရဲကြလားဆိုတာပြောပြပေးသွားကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ကက်ထရီလိုတယ်မာစီယာလို့ခေါ်တဲ့စပိန်နိုင်ငံကမြို့ငယ်ဒီမှာထူးဆန်းတဲ့ပွဲတော်တစ်ခုရှိပါတယ်ဒါကတော့နှစ်ပေါင်း၄၀၀ကျော်ကြာခဲ့ပြီဖြစ်တဲ့အေဂိုလာကိုပွဲတော်ပဲဖြစ်ပါတယ် ဒီပွဲတော်ကိုတချို့ကကလေးခုံပွဲတော်လို့လည်းခေါ်ပါတယ်။နှစ်စဉ်ကော့ဘက်ခရစ်တီစားတော်ပွဲချင်းမတိုင်းမှာငွေကစားကလေးငယ်လေးကိုလမ်းပေါ်ဖျက်ခင်းထားတဲ့အိယာခင်းစားပေါ်စီကိုချထားပေးတတ်ပါတယ်။မသိရင်ကျိုးတချောင်းကိုစီးတားလိုက်တဲ့အတိုင်းပါပဲ။အဲ့ဒီနောက်လူတွေကနတ်ဆိုးတွေလိုဝေစားစင်ရင်ပြီးကလေးငယ်တွေအပေါ်ကနေတစ်ဖက်ကန်းစီကိုဖုန်ကျော်သွားမှာပါ။ထူးဆန်းတယ်လို့ထင်ရတဲ့ဒီပွဲတော်ဟာတကယ်တော့လေးနဲ့တဲ့အနှစ်သာရရှိပါတယ်။ ဒီလိုမျိုးလုပ်ရဟာကလေးငယ်တွေတဲကမကောင်းတဲ့စွမ်းရည်နဲ့အညီအကျင်းတွေကိုဖယ်ရှားတန်းစင်ပြီးနတ်ဆိုးတွေမကောင်းဆိုးဝါးတွေရဲ့ပြူစားမခံရအောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။အနာဂတ်မှာလည်းကလေးတွေအတွက်ကံကောင်းမှုတွေပဲကြုံရမယ်လို့လည်းယူကြည်ထားကြပါတယ်။ကက်သရင်နဲ့မိစ္ဆာဒိတ်တီအီယူဝါရတွေရောရှက်နေတဲ့ဒီပွဲတော်ဟာနှစ်တိုင်းဆိုသလိုဒေသခံတွေကိုရောခရီးသွားတွေကိုပါအားအသင့်စေခဲ့တာကြီးပါပဲ။ ကလေးငယ်တွေရဲ့လုံခြုံရေးကိုအထူးထည့်သွင်းစဉ်းစားပြီးမှစီစဉ်ထားတာဖြစ်လို့တခါမှအမှားယွင်းဖြစ်တာမျိုးအနေရကြုံတာမျိုးလည်းမရှိခဲ့ဘူးလို့မှတ်တမ်းတွေကဖော်ပြထားပါတယ်။ပြည်သက်ကြီးတို့ရောဒီလိုအနေရများတဲ့ပွဲတော်ကိုလက်ခံနိုင်ကြရဲ့လား။ comment တွေမှာပြောသွားပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ကြည့်ပါတယ်ရှင်။အစာနဲ့ရင်မရှိဘဲပိုင်ရှင်တွေပြစ်ထားခံရတဲ့တနာစရာခွေးလေးဗီဒီယိုတဲကအမျိုးသားကရန်နာခဏထွက်နေတော့သူ့အိမ်ထဲနဲ့ဆင်းဆိုင်ကခေါမိုးတက်မှာခွေးလေးတောင် အော်ဟစ်နေတာကိုတွေ့ခဲ့ပါဗျ အစကတော့သူကခွေးလေးတစ်ကောင်နဲ့ပြင်းလို့អော်နေတာလို့ထင်ခဲ့တာပါခွေးလေးអော်နေတဲ့ပုံကချစ်စရာကောင်းတာကြောင့်ဗီဒီယိုတောင်ရိုက်ခဲ့ပါသေးတယ်ပုံဝင်ရှင်ကလူတွေကလည်းခွေးပိုင်ရှင်တွေအလုပ်သွားနေတဲ့အထင်နဲ့ပဲခွေးလေးရဲ့អော်တန်ကိုလိဒီယူရှုခဲ့ပါတယ်၃ရက်လောက်ကြာတဲ့အခါထိုအမျိုးသားက runner ကိုထွက်ကြည့်တဲ့အခါမှာလဲခွေးလေးကိုငကိုရက်တွေကအတိုင်းတွေးခဲ့ပါတယ်။အဲ့ဒီအခါမှာခွေးပိုင်ရှင် တွေကခေးဝေးထွက်သွားကြပြီးတော့ခွေးလေးကိုအဆုံးနဲ့အတ်ထားဖို့မေးခဲ့ကြမှန်းသိသွားကြတာပါ။ ။သုံးရက်လောက်ကြာတဲ့အခါခွေးလေးကအစာနဲ့ရေပြက်လက်နေတာကြောင့်မတ်တက်တောင်သေချာမရနိုင်တော့ပါဘူး။တနားစရာခွေးလေးဖြစ်ကိုပဝင်းကျင်ကတိသွားကြပြီးတော့ရန်နာတစ်ဖက်ကနေအစာနဲ့ရေတွေကျွေးခဲ့ပါတယ်။သူအမျိုးသားကခွေးလေးတစ်ကောင်နဲ့ဖြစ်နေပြီးအစာနဲ့ရေပြက်လက်နေတဲ့အကြောင်းကိုရဲကိုအကြောင်းကြားခဲ့ပါတယ်။ရဲကနေတစင်းပိုင်ရှင်တွေစီကိုဆက်သွယ်တဲ့အခါခွေးလေးရဲ့ပိုင်ရှင်တွေကသူတို့ခွေးအတွက်ဆောင်ရှောက်ဖို့လူတစ်ယောက်လှုပ်ပေးလိုက်မယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ခွေးလေးကိုဆောင်ရှောက်ဖို့လူတစ်ယောက်တကယ်ရောက်လာခဲ့ပါတယ်။ ပိုင်ရှင်တွေရဲ့ပေါ်ဆမှုကြောင့်အခက်မတင်တရဝါတကောင်ရဲ့အသက်ကိုဆုံးရှုံးနိုင်နေသည့်ဖြစ်သွားစေနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ရှင်။